နတ်အမားချစ်မြတ်နိုးစေသောမဟာသမယတုတ်ဆိုတဲ့ဦးစင်ရုပ်ဘက်ပူဇော်ထားတဲ့မဟာသမယတုတ်ရဲ့ဗီဒီယိုဖိုင်ကောမန့်မှာလူတယောက်ကလာပြီးတော့ရေးထားတယ်။ဘာရေးလဲဆိုတော့နှစ်ချစ်တော့ဘာဖြစ်လဲတဲ့။ထမင်းဝလာတဲ့။နှစ်ချစ်တော့ဘာဖြစ်လဲထမင်းဝလာ။အတ္တကြီးအတ္တနောနာတော်ဘုရားဟောနှစ်တွေချစ်လို့ထမင်းဝတဲ့သူ။ တန်တရာကလွတ်တဲ့သူတယောက်မှမရှိဘူးတဲ့ဒါသူကအတိအကျပြောထားတာပဲเนาะနှစ်ချစ်လို့ထမင်းဝါတဲ့သူတယောက်မှမရှိဘူးတန်တရာကလွတ်တဲ့သူတယောက်မှမရှိဘူးလို့ဒီလို ရေးထားတယ်ပေါ့ပြောထားတယ်ပေါ့အဲ့တော့ဒီမတ်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အားလုံးသောဓမ္မချစ်ခင်သူတော်စင်များဘုသူတများတိုးပွားဖို့အတွက် ဒီမှန်ပိုင်ရှင်လည်းပဲဦးစင်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ဒါသူလည်းယူတက်မယ်ဆိုရင်တော့ဘူးတူတာရမှာပေါ့လေအဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဘူးတုဒ္ဒများတူပွားရရှိဖို့အတွက်ဦးစင်းဒီမတ်နဲ့ပတ်သက်ပြီးတော့ဒါဗီဒီယိုဖိုင်လေးကိုပြုလုပ်ပြီးတော့ဓမ္မဒါနပြုမျှဝေပေးခြင်းဖြစ်ပါတယ်။အဲ့တော့သူလည်းသူ့အသည့်နဲ့သူဒီလောက်ပဲရှိလို့ဒီလောက်ဝင်မှန်းတာပေါ့လေဒီလိုပဲပြောရမှာပေါ့။ဒါသူ့ရဲ့ပမာဏပေါ့ ဦးဇင်းတို့ဗုဒ္ဓဘာသာနယ်ဝင်သူတော်စင်အများစုကြီးလိုက်မယ်ဆိုရင်ပိဋိတ်ရွတ်ပတ်ကြတယ်ပူဇော်ကြတယ်ပဋ္ဌာန်းတွေရွတ်ပတ်ကြတယ်ပူဇော်ကြတယ်မဟာသမယတုတ်အစရှိသည့်အားဖြင့်ရွတ်ပတ်ပူဇော်ကြတယ်မိမိတို့ရဲ့တရားတရားအားလျော်စွာရွတ်ပတ်ပူဇော်ကြတယ် အဲ့တော့အဲ့ဒီလိုရုပ်ပတ်ပူဇော်ကြတဲ့သူတွေအတွက်ဦးဇင်းရဲ့အခုဒီဗီဒီယိုဖိုင်ကတော့ဘူတုတာဖြစ်เสียပါပဲတချို့ကလည်းပြောကြမှာပေါ့လေစီဝါဥစာလက်လာပါလူကျင်လို့ရွတ်ဖတ်နေတာဘာကျိုးရှိမှလဲဘာကျိုးတရားတွေဖြစ်ထွန်းမှလဲအစရှိသူဒီလိုပြောတယ်ပေါ့ပရိပဌာန်မဟာသမယတုအစရှိသူဒီလိုရွတ်ဖတ်ပူဇော်ပွဲရာတွေကို ရုပ်ပတ်တဲ့နေရာမှာစီဝဥစ္စာလတ်လာပတူးကျင်တဲ့စိတ်တစ်ခုတည်းနဲ့တော့ရုပ်ပတ်လို့မရပါဘူးတဏ္ဍာတရားမပါဘဲနဲ့တော့မရုပ်ပတ်ပါအဲ့တော့လူအများစုကစီဝါတွေတက်ချင်ကြတယ်လတ်လာပတွေရချင်ကြတာပါပဲတိုးတော်လည်းပဲ တရားတရားယုံကြည်မှုတရားတရားမရှိဘူးဆိုရင်ဒီမဟာသမယတုပိပဋ္ဌံအစရှိသည်ကိုရွတ်ဖတ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူးရွတ်ဖတ်ခြင်းအလုတ်ကို မလုံနိုင်ကြပါဘူးပူဇော်ခြင်းပေါ့ရွတ်ဖတ်ပူဇော်ခြင်းအလုတ်ကိုသူတို့မလုံနိုင်ကြပါဘူးအဲ့တော့ယုံကြည်မှုတရားတရားရှိတဲ့သူတွေကတော့ဘုရားကိုပူဇော်တယ် ီလိုပူဇော်ရွတ်ဖတ်ပူဇော်လို့လည်းပဲကောင်းကျိုးချမ်းသာတွေရရှိမယ်ဆိုတဲ့ဒီလိုယုံကြည်ချက်လည်းရှိတယ်ပေါ့ရလည်းရကြင်ကြတယ်ပေါ့ဒါကြောင့်မို့လို့ရွတ်ဖတ်တရေစေကြတယ်ရွတ်ဖတ်ပူဇော်ကြတယ်ပေါ့တချို့ကလည်းပြောကြတယ်လीဒီပိပဋ္ဌံတွေမဟာသမယတုတ်တွေအစရှိစီဒါရွတ်ဖတ်နေလို့ဘာဖြစ်လာမှာလဲဘာကြိုးထူးလာမှာလဲဒီလိုပြောကြတယ်ပေါ့ ပရိပတ်ထမဟာသမယတို့အစရှိတဲ့ရုပ်ပတ်ပူဇော်ပွဲရာပရိပတ်ထမဟာသမယတို့အစရှိသည့်တွေကိုဒါရုပ်ပတ်ပူဇော်လို့ပညာရှိပေါင်းသူတော်ကောင်းတွေကမကက်ရပါဘူးမရှုတ်ချပါဘူးတာဓုခေါ်ဖို့ပဲရှိပါတယ်အပြစ်လည်းမတင်ပါဘူးတဏှာတရားနဲ့တဏှာတရားရှိမှဒါရုပ်ပတ်ဖြစ်တဲ့အရာပါ ယုံကြည်မှုဘုရားဘောတရားဘောတန်ခါဘောယုံကြည်တဲ့တရားတရားကံကံရဲ့အကျိုးတရားပေါ်မှာယုံကြည်တဲ့တရားတရားမှမရှိရင်ဒါရွတ်ဖတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့အဲ့တော့ဒီမှာမှန်ထားတဲ့မှန်ကဒါသွားပြီးတော့ကြည့်မိတဲ့သူကတော့နှစ်ချစ်တော့ဘာဖြစ်လဲထမင်းဝလာအေး तू ပြောတာဟုတ်တာပဲနှစ်ချစ်တော့ဘယ်လိုလုပ်ထမင်းဝမှာလဲ ။ထမင်းရကိုပကံတဲ့ထက်ခူးပြီးတော့စာမကိုဝမှာပေါ့။အတ္တကြီးအတ္တနောနာတော်ဘုရားဟောနှက်တွေချစ်လို့ထမင်းဝတဲ့သူတန်တရာကလွတ်တဲ့သူတယောက်မှမရှိဘူးတဲ့။အတ္တကြီးအတ္တနောနာထောဆိုတာကအရတမအရတဘူရဖို့အတွက်ကိုကိုတိုင်းကြိုးစားအားထုတ်ရမှာဖြစ်တယ်။မှန်တယ်။ကိုကိုတိုင်းကြိုးစားအားထုတ်ရမှာမှန်တယ်။ကိုယ်တိုင်ကြိုးစားအားထုတ်မှရလား။ သူကဒါလေးကိုတာရကပြပြီးတော့နှက်တွေချစ်လို့ထမင်းဝါတဲ့သူတန်တရာကလွတ်တဲ့သူတယောက်မှမရှိဘူးတဲ့ဒီလိုပြောတယ်ဗောအဲ့တော့ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးစင်ကဘူသူဒ္ဒရဖို့အတွက်ပြောပြပေးပါမယ်အတူချုပ်လေးဗောပိယကြီးဆက်တဲ့တော့မှာမေတ္တာတော့လို့ပြောလိုက်တာနဲ့မသိတဲ့သူဆိုတာမရှိပါဘူးဆရာတော်တန်ဃာတော်အများစုဟာဒကာဒကမတွေအတွက်ဒါမေတ္တာတော့ကိုရွတ်ဖတ်တည်ဆဲပြေးကြတယ်ဗော အလူတန်းပွဲတွေအစာရှိတည်မှာပေါ့အဲ့တော့မေတ္တာတုတ်ဒီဥစဉ်လိုမြတ်စွာဘုရားဟောကြားထားတဲ့တုတ်ပါပဲဘုရားကိုယ်တော်တိုင်ဟောကြားထားတာဖြစ်တယ်ပေါ့ဘသူတွေကိုအကြောင်းပြုပြီးတော့ဟောတာလဲဆိုရင်တောထဲမှာတရားတော်အထုတ်ကြတဲ့ယဟန်900ကိုအကြောင်းပြုပြီးတော့ဟောထားတာဖြစ်တယ်အဲ့ဒီယဟန်900ဒီမြတ်စွာဘုရားထံမှာ ကမ္မထံအာထုနီးတွေကိုတင်ယူပြီးတော့တော်တဲ့ကိုကြွဝါဆိုကြတယ်ပေါ့တရားအထုတ်ကြတယ်ပေါ့တို့အောင်ပြောမယ်ပေါ့အဲ့တော့တစ်တပင်အောက်တဘာဝင်တစ်တပင်အောက်တဘာဝင် ပြီးတော့အာထုတ်ကြတယ်သူတို့ဝင်ရောက်တရားထုတ်တဲ့တစ်ပင်မှာနေကြတဲ့နှက်တွေဟာသူတို့ရဲ့တီလာအကြောင်းတစ်ပင်ပေါ်မှာမနေဝင်ပဲနဲ့ ်တပင်အောက်ကိုဆင်းပေးကြရတယ်ပေါ့အဲ့တော့နှက်တွေကဒီဟန်တွေမကြခင် ပြန်ပါပဲဆိုတဲ့အသည့်နဲ့စောက်ဆိုင်ကြတယ်ယဟန်တော်များကဒါကြာလာတော့မပြန်တော့ဟာဒီယဟန်တွေဟာပြန်ဖို့လားလားမရှိဘူး ਨੇ တူတယ်အဲ့တော့ငါတို့ရဲ့ဗိမာန်ငါတို့ရဲ့နေရာကိုငါတို့ပြန်နေရဖို့အတွက်ဒီယဟန်တွေမရှိမှဖြစ်မယ်ဆိုပြီးတော့ယဟန်တွေဒီတောထဲမှာမနေနိုင်အောင် 6လန့်ကြတယ်ပေါ့အတန်တွေပေးတယ်အရေးရောင်တွေပြတယ်ကြောက်မက်ပေါ်ရအနှံ့တွေကိုပေးတယ်ပေါ့အဲ့တော့ယဟန်တော်များကတရားထုတ်နေကြတဲ့ယဟန်တော်များကဒီတော့တဲမှာမနေနိုင်ကြတော့ပဲနဲ့အလုံးတိုက်မြင်ပြီးတော့ကဲတို့တာဝတိပြည်စီတုံအကြောင်းပြန်ပြီးတော့ပဲအဲ့ဒီအကြောင်းမှာဒုတိယဝါပြန်ဆုံမယ်ဆိုပြီးတော့တိုက်မြင်ပြီးတော့ပြန်လာကြတယ် မြတ်စွာဘုရားတန်ရောက်တော့မြတ်စွာဘုရားကမေးမြန်းတယ်ပေါ့အပြည့်လူပြန်လာကြလဲဒီလိုဒီအကြောင်းကြောက်အဲ့ဒီမှာမြတ်စွာဘုရားဆင်ခြင်ကြည့်တယ်ဒီဟန်တော်များဒီတော်ထဲမှာပဲဒါတရားရဖို့အကြောင်းရှိတယ်ဆိုတာကိုသိတော့အဲ့ဒီမှာမေတ္တာတုတ်ကိုဟောကြားပေးတယ်မေတ္တာတုတ်မေတ္တာပွားနည်းတွေကိုသင်ပေးတယ်တဲ့အဲ့ဒီမေတ္တာတုတ်ကိုသင်ယူပြီးတော့ မြတ်စွာဘုရားမိကြတဲ့အတိုင်းပေါ့ဒီမေတ္တာတုတ်ကိုတင်လို့တည်းရုပ်ပတ်တည်းစေငါဘုရားဟောကြားတဲ့အတိုင်းလိုက်နာကျင့်သုံးပြီးတော့ဒီတော့ထဲမှာပြန်ပြီးတော့တရားလို့ကိုအာထုတ်ကြဆိုပြီးတော့အဲ့ဒီတော့ကိုပဲဒါဒုတိယဝါပြန်ဆိုဖို့တရားအာထုတ်ဖို့မြတ်စွာဘုရားအဲ့ဒီတော့တွေကိုပြန်ခိုင်းလိုက်တယ်ပေါ့အဲ့ဒီယဟန်တော်များကအဲ့ဒီတော့တွေကို ဒါပြန်လာကြတယ်မြတ်စွာဘုရားဟောကြားတဲ့အတိုင်းပေါ်မေတ္တာတုတ်တရားကို လိုက်နာကျင့်သုံးကြတယ်မေတ္တာပွားကြတယ်အဲ့ဒီမှာ6လမ်းပါတယ်ဆိုတဲ့နှစ်အများဟာမြတ်စွာဘုရားတင် जा ပြလိုက်တဲ့အတိုင်းမေတ္တာတုတ်တရားကိုလိုက်နာကျင့်ပွားကြတဲ့ဒီယဟန်တော်များကိုမ6လမ်းတော့ပဲနဲ့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီယဟန်တော်တွေကို ချစ်ခင်မျက်နှိုးလာတယ်ချစ်ခင်မျက်နှိုးယုံတင်မဟုတ်ဘဲနဲ့ယဟန်တော်များတရားအလုပ်ကိုအားထုတ်တဲ့အခါမှာအန်ဒတယ်မဖြစ်အောင်တာရဲ့တရိษံတို့ရဲ့အန်ဒတယ်မဖြစ်အောင်လည်းပဲကာကွယ်စောက်ရှောက်ပေးကြတယ်တောက်ရည်သုံးရည်များလည်းပဲဒါဖြည့်ထားပေးကြတယ်ဒီလိုကုညီဆောက်ရှောက်မှုတွေပေးတယ်ပေါ့အဲ့တော့အဲ့ဒီမှာယဟန်တော်များဟာ ကောင်းကောင်းမွန်မွန်နဲ့အေးအေးချမ်းချမ်းနဲ့တရားလုပ်တွေကိုအားထုတ်ပြီးတော့ဒီတော်ထဲမှာပဲအလုံးယဟန္တာ ဖြစ်သွားကြတယ်ဝိတုဇ္ဇောင်လေးရတော့ဒါပါပဲပြောကျင်တာကဘာလဲဆိုတော့ဒီမှာနှက်ချစ်တော့ဘာဖြစ်လဲထမင်းဝလာအတ္တကြီးအတ္တနောနာတော်ဘုရားဟောနှက်တွေချစ်လို့ထမင်းဝတဲ့သူတန်တရာကလွတ်တဲ့သူတယောက်မှမရှိဘူးဆိုတဲ့ဒါဒီစကားကို ဥစဉ်ကဒီစကားကိုပြောတဲ့သူကိုပေါ့ဥစဉ်ကတိစေခြင်းတယ်ပေါ့ထို့အတူပဲဥစဉ်တို့အလုံးသောဓမ္မချစ်ခင်သူတော်စင်များကိုလည်းပဲဘူတုတတွေတူဝါစေခြင်းတယ်ပေါ့တိုက်ရိုက်အပြည့်ကြည့်ရင်တော့နှစ်ချစ်တော့ဘာဖြစ်လဲထမင်းဝါလားဆိုတော့ဘယ်ထမင်းဝါမလဲနှစ်ချစ်လို့လဲထမင်းမဝါဘူးဟလာဥစဉ်တို့အိမ်မှာတာသမီးကကိုယ်ချစ်လို့လဲထမင်းမဝါဘူး ယောက်ျားဖြစ်သူကချစ်လို့လဲထမင်းမဝဘူးမယားဖြစ်သူကချစ်နေလို့လဲထမင်းမဝဘူးဒါပြောလို့ရတာပေါ့အိမ်ကမွေးထားတဲ့ခွေးကလေးကြောင်ကလေးကိုဘလောက်ပဲချစ်ချစ်ကိုထမင်းမဝဘူးထမင်းဝဖို့အတွက်ပါလေကိုကိုတိုင်းဒါအနည်းဆုံးပေါ့အနည်းဆုံးအကြောင်းပေါ့ကိုကိုတိုင်းအိုးရရထမင်းခူးပြီးတော့စာမဖိုက်ပြအောင်စာမထမင်းဝမှာပေါ့ဒါကနားလည်လွယ်အောင်ပြောတာ အဲ့တော့ဒီမှာနှစ်ချစ်တော့ဘာဖြစ်လဲထမင်းဝလာတန်တရာကလွတ်တဲ့သူဟာလာတယောက်မှမရှိဘူးတဲ့နှစ်ချစ်လို့အခုဒီမှာနှစ်ချစ်လို့တန်တရာကလွတ်ပြီလေပြောချင်တာကနှစ်ချစ်လို့တိုက်ရိုက်အားဖြင့်လွတ်တာတော့မဟုတ်ဘူးတရားလုပ်တွေကို သူတို့အားထုတ်လို့ဝိပဿနာတရားလုပ်တွေကိုကြိုးစားပြီးတော့အားထုတ်လို့တန်တရာကလွတ်တာအဲ့ဒီလိုဝိပဿနာတရားလုပ်တွေကိုအေးအေးဆေးဆေးနဲ့ချမ်းချမ်းသာသာအားထုတ်နိုင်ဖို့အတွက်သူတို့မှာ ဘေးအန္တရာယ်တွေကင်းမှဖြစ်မယ်ပေါ့အဲ့ဒီလိုဘေးအန္တရာယ်တွေကင်းဖို့အတွက်ကိုဟိုမှာနှက်တွေ啊ဒါစောက်ရှောက်ကြတယ်ချစ်ခင်မျက်နှူတဲ့စိတ်တွေ ਨੇ စောက်ရှောက်ကြတယ်အဲ့ဒီနှက်တွေကဒီယဟန်တော်များကိုဘာဖြစ်လို့ချစ်ခင်မျက်နှူကြတာလဲနှက်တွေကိုမြတ်တာပို့လို့မြတ်တာပွားလို့မြတ်တာထားလို့မြတ်တာစကားတွေပြောကြလို့ပေါ့ဒါကြောင့်နှက်တွေချစ်တယ် ဲ့တော့ဥစဉ်လို့အစင်းစင်းသွားမယ်ဆိုလို့ရှိရင်နှက်တွေချစ်မြတ်နိုးတဲ့အတွက်ကြောင့်မို့လို့နှက်တွေရဲ့စောက်ရှောက်မှု ကုညီမှုတွေကိုရတယ်ပေါ့ရတော့တန်တနာကလွတ်ကြောင်းဖြစ်တဲ့တရားလူတွေကိုဒါကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းအားထုတ်နိုင်တယ်ပေါ့အဲ့တော့နှက်ချစ်လို့တန်တရာကလွတ်တယ်ဆိုတာတိုက်ရိုက်အားဖြင့်မဟုတ်ပင်မဲ့အထောက်ပံ့အားဖြင့်ကိုတရားလုပ်တွေကိုအားထုတ်တဲ့နေရာမှာ နှံ့များကနှံ့များလူအများကချစ်ခင်မယ်ဆိုရင်ကိုယ့်ရဲ့တရားလို့အာထုံမှုဟာဒါအေးအေးချမ်းချမ်းနဲ့ကောင်းကောင်းမွန်မွန်အာထုံနိုင်ဖို့အတွက်သူတို့တို့တွေဟာဒါအထောက်ပံ့ဖြစ်တယ်ဗောအဲ့တော့လောကမှာလည်းပဲစီးပွားဥစ္စာတွေတိုးတက်ဖို့အတွက်တိုးတက်ခြင်းနဲ့စိတ်နဲ့မဟာသမယတို့ပရိပ္ပတ္ထအစရှိသည်ကိုဒါရုပ်ပတ်ပူဇော်ကြတယ်ဗောလေ ောစောဦးစင်းပြောခဲ့သလိုပေါ့တရားတရားမပါဘဲနဲ့ဒီလိုစိတ်နဲ့ရုပ်ပပူဇော်နေလို့ဘာကုသူရမှာလဲဘလို့ကျူတရားတွေဖြစ်ထွန်းမှာလဲအလကားပဲအစရှိတည်ပြောကြတယ်တကယ်တော့ရုပ်ပပူဇော်ဖြစ်တယ်ဆိုကြတဲ့ကဒါတရားတရားရှိလို့ရုပ်ပပူဇော်ဖြစ်တာပဲတရားတရားရုပ်ပပူဇော်နိုင်လောက်တဲ့တရားတရားရှိလို့တချို့ကစီးပွားဥစ္စာဖြစ်ခြင်းတယ်လေ ဟာဒါလေးရွတ်ပတ်ပူဇော်ဒါကုဒီကုတို့လေးလုံးမလုံဘူးဘာဖြစ်လို့လဲတရားတရားမရှိလို့ပြောမယ်ဆိုရင်တော့ယုံကြည်မှုမရှိဘူးပေါ့အဲ့တော့လောကမှာထမင်းဝါဖို့အတွက်ဆိုတာကထမင်းစားရဖို့အတွက်ဘိုင်ဝါဖို့အတွက်ဆိုတာကကိုယ်မှာစီဝါဥစ္စာရှိမှာပေါ့စီဝါဥစ္စာတွေအဆင်ပြေမှာဒါထမင်းဝါမယ်ပေါ့အဲ့တော့စီဝါဥစ္စာအဆင်မပြေဘူးဆင်းရဲတယ်ဆိုလို့ရှိရင်ဒါစာဝတ်နေအဆင်မပြေရင်ထမင်းမဝါဘူး မင်းဝတ်တယ်ဆိုတာစီးပွားဥစ္စာအဆင်ပြေဖို့လိုတယ်ပေါ့အဲ့တော့စီးပွားဥစ္စာအဆင်ပြေမှုမှာလည်းပဲလူများနဲ့အများချစ်ခင်ပါပေါ့လောကဥပမာအားဖြင့်ကြည့်လိုက်ပေါ့ဒီကလေးလေးတယောက်ကိုလူကြီးမိဘတွေကချစ်ကြတယ်အဖိုးတွေကချစ်တယ်အဖွားတွေကချစ်တယ်ဦးလေးတွေကချစ်တယ်အတော်တွေကချစ်တယ်တခြားမြင်သူတကာကလည်းပဲဒီကလေးလေးကိုချစ်တယ်ဘာကြောင့်ချစ်တာလဲဒီကလေးလေးဟာ ချစ်စရာကောင်းတဲ့အပြုအမူအပြောအဆိုတွေရှိလို့ချစ်တယ်ချစ်စရာကောင်းတဲ့မျက်နှာအနေထားရှိတာနဲ့မချစ်ပါဘူးမျက်နှာကတော့ချစ်စရာတူတော်လည်းပဲအပြောအဆိုတွေရိုင်းဆိုင်တဲ့အနေထိုင်နေရိုင်းဆိုင်နေဆိုဘလူးမချစ်မှာမဟုတ်ပါဘူးမျက်နှာကချစ်စရာကောင်းတယ်လို့အပြောအဆိုအနေထိုင်တွေကကောင်းနေမှလည်းပဲဒါချစ်စရာကောင်းတယ်ပေါ့အဲ့တော့ချစ်တော့ဘာဖြစ်လဲ ီကလေးလေးကိုချစ်လို့ဆိုပြီးတော့ဝိုင်းပြီးတော့ဟလာမဟုတ်ဖို့တွေပေးကြတယ်။စားစရာတွေကျွေးကြတယ်ဝတ်စရာတွေပေးကြတယ်ဒီလိုအစရှိတဲ့အားဖြစ်ပေါ့။အဲ့တော့ချစ်စရာကောင်းတဲ့ကလေးသည်လူများကချစ်ကြတယ်ချစ်ယုံနဲ့မပြီးဘူးချစ်လို့ရှိရင်ဒါကျွေးတာမွေးတာပဲ။လူတစ်ယောက်ကလူတစ်ယောက်ကိုချစ်ခင်သွားပြီးဆိုရင်ဒါကျွေးခြင်းမွေးခြင်းနဲ့စိတ်ကပေါ်လာတာပဲ။အဲ့တော့နှစ်ချစ်တော့ဘာဖြစ်လဲ။နှစ်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ် နှက်ချစ်တယ်လူချစ်တယ်ဆိုရင်ကိုကိုဒါလူချစ်လူခင် ရှိတယ်ဆိုရင်ကိုဟာဘာပဲလုပ်လို့လူချစ်လူခင်ရှိတဲ့အတွက်ကြောင့်မို့လို့စာဝတ်နေရေးပဲဖြစ်ဖြစ်တန်တရာကလွတ်မြောက်ရေးပဲဖြစ်ဖြစ်ပေါ့ဒါသူတို့တည်းကအထောက်ပံ့ဒစိတ်တေဒအားဖြင့်အထောက်ပံ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါစာဝတ်နေရေးလည်းအဆင်ပြေနိုင်တယ်တန်တရာကလွတ်မြောက်ရေးအတွက်လည်းဒါအကူအညီဖြစ်တယ်ပေါ့ နှစ်ချစ်တော့ဘာပြစ်လဲထမင်းဝလားနှစ်ချစ်တော့နှစ်ချစ်လို့ထမင်းဝတဲ့သူတန်တရာကလွတ်တဲ့သူတယောက်မှမရှိဘူးဆိုပြီးတော့ဒါဒီလိုအမြင်နဲ့နဲ့ကျင်းတယ်ဆိုလို့ရှိရင်တော့ဒါမကောင်းဘူးပေါ့အဲ့တော့သူရေးတဲ့အရေးတောက်ကြည့်တော့အဖြစ်ဒါတရားယွတ်နေဖို့လည်းမလိုဘူးနာနေဖို့လည်းမလိုဘူးဟာလားထမင်းဝဖို့အတွက်ကိုပါတာကိုရှာမှတန်တရာကလွတ်ဖို့အတွက်အတ္တကြီးအတ္တနောနာထောတယ်ဒီမှာသူကထဲ့တာသေးတယ် တန္တရာကလှုပ်ဖို့အတွက်အတ္တဤအတ္တနောနာထောဆိုတာကအရဟတမအရဟတပုဂ္ဂိုလ်ရဖို့အတွက်ကိုကိုယ်တိုင်ကျင့်ကြံကြိုးကိုပွားများအားထုတ်ရတယ်ပေါ့အဲ့တော့ကိုကိုယ်တိုင်ကျင့်ကြံပွားများအားထုတ်ဖို့အတွက်ကလည်းပဲဒါကျင့်ကြံအားထုတ်ဤတွေကိုတင်ယူရအောင်ပါမတင်ယူဘဲနဲ့မရဘူးအဲ့တော့တင်ယူပြီးမှကျင့်ကြံအားထုတ်ကျင့်ကြံအားထုတ်မှ ါတန်တရာကလွတ်မြောက်ခြင်းဆိုတဲ့ဒီလိုအကျိုးကျေးဇူးကိုရမယ်ပေါ့အဲ့တော့ဒီမတ်လေးကိုဦးစင်းကပြန်လိုက်တာကဒီနေမျိုးအောင်ဆိုတဲ့အကောက်ပိုင်ရှင်ကိုလည်းပဲဦးစင်းကဘုသူတာတူပွားစီဖို့အတွက်ပါသူ့ကိုပြန်လဲပြီးတော့ဦးစင်းကခြေပလိုတဲ့စိတ်နဲ့မဟုတ်ပါဘူးအဲဒီလိုအတွေးခေါ်မျိုးနဲ့ ဒီလိုရေးထားတာကိုတခြားပေါ့ဘာတိုင်ပုတ္တနဲတဲ့ဘာတိုင်ပုတ္တမရှိသေးတဲ့ပုံကိုတည်းကဒီလိုရေးသားမျိုးဒီလိုအပြောဆိုမျိုးကိုဒါတွေးမိမြင်မိကြားမိတယ်ဆိုလို့ရှင်အော်ဟုတ်တယ်သူပြောတာမှန်တယ်ဆိုရင်ဒါသွားပြီပေါ့ဒါအယူကနည်းနည်းလေးစောင်းသွားတယ်ပေါ့အဲ့တော့ဦးဇင်းတို့တတွေဟာနှက်ချစ်အောင် လူချစ်အောင် ဒါမြတ်စွာဘုရားအလိုကြဆိုရင်တော့မေတ္တာလေးပွားရမှာပဲအထာဂရမရေးတာတဲ့မဟာသမယတုတ်တီဒါနတ်အများချစ်ခင်စီတဲ့တုတ်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့အဲတော့နတ်အများချစ်ခင်စီတဲ့လူအများချစ်ခင်စီတဲ့ဆိုရင်ဒါနတ်ချစ်လူချစ်ခြင်းကြောင့်မိမိတို့ရဲ့လောကီကြီးပွားရေးစီးပွားရေးလောကုတ္တရာကြီးပွားရေးစီးပွားရေးတွေမှာ တစိ့တဒေတာအဖြစ်အထောက်ပံ့ဖြစ်ပါတယ်ဆိုတာကိုဦးဇင်းတို့အားလုံးသောဓမ္မချိကင်သူတော်ရှင်များဒါမှတ်သားထားကြရမှာပဲဖြစ်ပါတယ်တရားအဖြစ်မဟာသမယတို့ပရိပဌံတွေကို ထိုင်ရွနေပြီးတော့ဘာမှမလုပ်ရင်တော့ဘယ်ဖြစ်မလဲမဟာသမယတို့ပရိပဌံတွေကိုဖရာတရားတန်ခါပေါ်မှာယုံကြည်တဲ့တရားတရားကံကိန်းကျူတရားပေါ်မှာယုံကြည်တဲ့တရားတရားနဲ့ဒါရုပ်ဘက်ပူဇော်ကြတယ် ဒါပုထုဇဉ်တွေဆိုတော့လည်းပဲဘေဟာဘေဟာကိုယွတ်လို့ရှိရင်ဘာအကျိုးတရားတွေ ဖြစ်တယ်ဆိုတာကိုသိပြီးတော့ဒီလိုအကျိုးတရားတွေကိုလူကျင်လို့လည်းပဲယွတ်တာမျိုးလဲတာရှိကြမယ်ပေါ့အများစုကတော့သို့တော်လည်းပဲဦးစင်းပြောခဲ့တဲ့အတိုင်းဒါသဒ္ဓါတရားမပါဘဲနဲ့တော့ယွတ်ဖတ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါသဒ္ဓါတရားပါလို့လည်းပဲယွတ်ဖတ်ဖြစ်တယ်ပေါ့ အဲ့တော့တဏ္ဍာတရားကိုရှေ့တန်းထားပြီးတော့မိမိတို့ဖြစ်ကျင်တဲ့ဆန္ဒနဲ့ဘုရားတရားတန်ခါယန္တနာ၃ပါးရဲ့ပုံမှာယုံကြည်တဲ့တဏ္ဍာတရားနဲ့ဒါရုပ်ဖတ်ကြမယ်ပူဇော်ကြမယ်ဆိုလို့ရှိရင်လောကီအစည်းအဝေးလောကုတ္တရာအစည်းအဝေးအတွက်အထောက်ပံ့ဖြစ်ပါတယ်ဆိုတာကိုသိစေဖို့အတွက်ဒီမှန်လေးကိုအကြောင်းပြုပြီးတော့ဦးဇင်ကဒါဘူတုတ္တမျှဝေပေးလိုက်တာပဲဖြစ်ပါတယ် ကဲအလုံးသောဓမ္မချစ်ခင်သူတော်ရှင်များနည်းနည်းလေးရှေ့သွားပြီနဲ့တူပါတယ်နော်ဗီဒီယိုဖိုင်လေးအလုံးသောဓမ္မချစ်ခင်သူတော်ရှင်များဘာသာရေးဘုဒ္ဓဘာသာရေးအသိဉာဏ်များတူပွားရရှိနိုင်ကြပါစေအလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာစွာနဲ့သာသနာအကျိုးကိုလည်းပဲစတတ်တဲ့ဘုသေဘူးဆောင်ရွက်နိုင်ကြကုန်သော တရားသိမြင်ညနေပံသို့ဝင်ရောက်နိုင်ကြကုန်သည့်သာသနာပြုသူတော်ကောင်းသူမြတ်လောင်းများဖြစ်နိုင်ကြပါစေ။